မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့မြေရှားတပ်တိုးထွက်ရှိရာကချင်ပြည်နယ်ပံဝါဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့အတွက် KIA အနေနဲ့နိုင်ငံရေးအရာဘလို့အားသာချက်ရှိတယ်လဲဆိုတဲ့သတင်း။ပါကစ္စတန်နိုင်ငံဟာအစံဖက်အဖွဲ့တွေကိုနှစ်ပေါင်း30ကြာထောက်ပံ့လာခဲ့တယ်လို့ဝေခံပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြေရှားတပ်ထုထွက်ရှိရာကချင်ပြည်နယ်ချီဖွေမြို့နယ်ရှိပန်ဝါဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့နိုင်ငံရေးအရာဘလို့အားသာချက်ရှိတယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကြက်ခက်တွေကြောင့်တုံ့တက်မှုတွေရှိနေတဲ့ဆွဲတဲ့င်းကိုတင်ဆက်ပေးလိုက်ပါတယ်။မြေရှားတပ်ထုရဲ့ထွက်ရှိရာကချင်ပြည်နယ်ချီဖွေမြို့နယ်ရှိပန်ဝါဒေသကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့ ိုင်ငံရေးအရာဘလို့အာသာချက်ရှိတလဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအခက်ခဲတွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။လက်ရှိမှာ KIA အနေနဲ့မြေရှားတပ်ထုထွက်ရှိတဲ့ဒေသတာမကကြောက်စိမ့်ထွက်ရှိတဲ့ဒေသတို့ကိုပါသိမ့်ပိုက်ထားနိုင်တာကြောင့်စီးပွားရေးအရာအာသာချက်ရှိကြောင်းသူ့ရဲ့စီးပွားရေးအင်အားအားကောင်းလာပါကနိုင်ငံရေးအပြောင်းအလဲကိုကောင်းမွန်စွာလှုပ်ဆောင်သွားနိုင်ကြောင်းတိုင်းနိုင်ငံရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်နိုင်တဲ့တင်ထဏာကိုပြောပါရစေ အဲအဲ့တော့စီးပွားရေးရတော့အတားကြက်တစ်ခုရှိတာပေါ့လေသူကအခုဒီစားကတူပန်ရှိတဲ့ဒါကဘာပေါ်မှာမြန်မာနိုင်ငံတရားအဆွေအများဆုံးနိုင်ငံဆိုပေမဲ့နိုင်ငံတော်တက်ကိုအကျိုးပြုရတော့နည်းပြီတယ်ပေါ့တော့တူတူတူမှာဒါကြောက်စိမ်းစိုက်ကြည့်တဲ့သူကပိုင်ဆိုင်ကားလိုဖြစ်နေတယ်ဒီနေ့အချိန်ကျတော့ဒါစီးပွားရေးအင်အားကောင်းမွားရင်တော့ဒါလက်နက်ကရဲ့ထုံးစံတိုင်းသူ့ရင်ကကြောက်သူဒီဆောင်ဒီဆောင်ပါလိမ့်မယ်အခုဆိုတော့ကြောက်စိမ်းကရော င်းကြီးဆရာတော်သူ့အတွက်ကိုဝင်ဝင်မရကြဘူးလေသူပဲအတိအရနေဆိုတာကြတော့ဒါနိုင်ငံရေးအကြောင်းလဲတခုစီးပွားရေးအကောင်းလာရင်လည်းနိုင်ငံရေးအကြောင်းလဲတခုတည်းကိုသူကကောင်းကောင်းတော့လုပ်သွားနိုင်တယ်လုပ်သွားနိုင်တယ်ဆိုတော့သူ့တော့နိုင်ငံတော့ထင်ရမှာပေါ့ဒီကိစ္စနိုင်ငံတော်တနိုင်ငံလုံးတက်ခွန်ဝင်ဝင်ရအောင်တော့ကျူးစားရနိုင်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတမျိုးရဲ့ခံစားရတဲ့ဆိုင်ရင်ပေါ့လေခုလို့ဆိုတော့ခင်ဗျတခုလဲအခွင့်ရရှိနေတာဖြစ်တယ်အဲ့ဒီမြေချားတို့တောက်ဆင်းတို့ဆိုတဲ့ကဏ္ဍတော့ နိုင်ငံတော်တက်ကိုလုံးဝမရဘူး။အခုနိုင်ငံတော်ကအက်ဒီတက်တော့နိုင်နိုင်နေနေနဲ့နိုင်ငံအချင်းချင်းတို့တော့တက်ဆိုင်မှုမတော်တော့ဘောင်းဖော်ဝတ်တဲ့လေကျွန်တော်အနေနဲ့မြင်တာပေါ့။မြန်မာနိုင်ငံကထွက်ရှိတဲ့မြေရှားတပ်ထုတွေကိုတရုတ်နိုင်ငံကအကြီးအကဲဝယ်ယူနေတာဖြစ်ပြီးလက်ရှိမှာ KIA ကတင်ပိုက်ထားပေမဲ့လေအစိုးရချင်း G2G စနစ်နဲ့ဝယ်ယူတင်ကြောင်းလည်းသူကထောက်ပြပါဗျ။လက်ရှိမှာ KIA ဟာ ကချင်ပြည်နယ်တစ်ခုလုံးရှိအရေးပါတဲ့ဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်နေကဗမော်မျိုးကိုရရှိရေးတိုက်ပွဲဆင်နေနေတာဟာလေလေးလခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ဗမော်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခရှိရာမြကြီးနားမြို့ပြီးရင်ဒုတိယမြို့တော်ဖြစ်ပြီးတော့ပထဝီအနေထားအရာစစ်ရေးနဲ့စစ်ပွားရေးမှာအခရာကျပါတယ်။လက်ရှိကရင်ရင်သိမ့်ပိုက်ထားတဲ့နေရာတွေဟာတရုတ်နဲ့နတ်ဆက်ကအပေါ်နိုင်ငံရေးအရာဆွေးနွေးညှိနှိုင်းမှုတွေရှိကောင်းရှိနိုင်ပေမဲ့လေတရုတ်နဲ့နတ်ဆက်ကတို့ဘက်ကကရင်ရင်အပေါ်အပြန်အလှန်ထိန်းချုပ်နိုင်တဲ့အခင်းအကျင်းမျိုးရှိတယ်လို့ ငင်းကြဲလူငယ်စင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်။ဒီမှာဈေးချအားရှိကောင်းကောင်းရှိတာပေါ့ဗျာ။ဒါတိတ်ခါပါတယ်နော်။အာတစ်ခါကလည်းဒီအလုပ်ကိုလုပ်နိုင်ဖို့ဆိုလို့ရှိရင်ဟိုသူက SAC ကိုတော့လကောင်းတရုတ်ကိုတော့လကောင်းတစ်ခါတော့ဟိုဒီကိန်းနာမျိုးမဟုတ်ဘဲနဲ့ ဒီတရုတ်ကတော့လောက SEC ပဲကနအပြန်လန်သူ့ကိုပြန်မလို့ထင်းချောင်းနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပေါ့တကယ်လို့သူကသဘောမတူလို့တရုတ်ဖက်ကအကြတိုင်လဲရတယ်။ဟာဒီ SEC ဘက်ကလည်းသူကဆက်လက်ချိန်မုံကြီးတွေလုပ်မယ်ဆိုလဲရတယ်။အဲ့ဒီခါကျတော့ဒီ ဒီရဲအလုံးငန်းငါပဲသူကလည်းကြီးစီမဖြစ်နိုင်ဘူးကွာနော်သူလည်းမရကိုလည်းမရဖြစ်မှာပေါ့နော်ဒါဟာပြန်ပြန်ထင်းကြောင်းတဲ့ပုံစံပဲဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်လက်ရှိမှာ KIA ထင်းချုပ်ရာကြောက်စိမ့်မြေဖြစ်တဲ့ဖောက်ကန်ဒေသကိုမြမတက်မတော်ကပြန်လဲထိုးစစ်ဆင်နေကြအောင်အဲ့လိုလှုပ်ဆောင်တာဟာတယံဇာတာတွေကြောင့်စီးပွားရေးအရာဖြစ်ကြောင်းစီးရဲတဲ့နိုင်ငံရေးအခက်အခဲတွေအကြသုံးသပ်မှုတွေရှိပါတယ် ညီချတတုရှိရာပံမွာဒေသကိုလက်လွတ်ခံထားရတဲ့အပြင်ကြောက်စိမ့်လုတ်ွက်ဈေးကောင်းတဲ့ဖားကန်ကိုပါလက်လွတ်လိုက်ရမယ်ဆိုပါကမြန်မာတပ်မတော်အတွက်အထိနာစီမှာဖြစ်ကြောင်းလည်းသူတို့ကထောက်ပြကြပါဗါးအဲ့ဒီလိုပဲ KIA ဟာညီချတတုရှိတဲ့စကိုင်းတိုင်းဒေသကြီးကိုလည်းစည်ရေးနေနေချဲ့ထွင်နေတယ်လို့ရခိုင်ပြည်နယ်ပြည်လဲထွက်ပေါက်တဲ့အိန္ဒိယနယ်စပ်ထွက်ပေါက်ရရှိရဲ့အတွက်လည်းအရခတက်တော် AA ဒေသတွင်း PDF တွေနဲ့တခြားသောလက်နက်ကင်တွေနဲ့ချိတ်ဆက်ကပေါ်ဆောင်လျက်ရှိနေတာပါ တရနယ်လေးဟာလက်ရှိအခြေအနေမှာဆက်ဆက်ညှိနှိုင်းရေးကိုတွားမှာလားသို့မဟုတ်ဆက်ပြီးစစ်တိုက်မှာလားစဉ်းစားရတော့မယ်လို့ပိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရာလက်ရှိအခြေအနေမှာစစ်သက်ညီနိုင်ရေးကိုသွားမှာလားဒါမှမဟုတ်ဆက်ပြီးစစ်တိုက်မှာလားစဉ်းစားရတော့မယ်လို့ပိုးအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL NCAS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာက CNI သတင်းထံသာကိုပြောပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိတောင်ခမ်းဒေသမှာမြမတပ်မတော်နဲ့ DNL တို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြပါတယ်ဒါပေမဲ့ DNL ရဲ့ညီနောင်မဟာမိတ်ကိုကန်တပ်ဖွဲ့ MNDA ဟာတရုတ်ကဖိအားပေးကြောင်းဝင်စစ်ဆင်မှုကြောင့်မြမတပ်မတော်နဲ့အပြစ်ခတ်ရဲစဲခဲ့ရတယ်လို့လာရှိုးမြို့ကိုပြန်လည်လွှဲပြောင်းပေးရပြီးဆုတ်ခွာသွားခဲ့ရပါတယ် DNL အနေနဲ့နိုင်ငံရေးအခွင့်အရေးလိုချင် ရင်လက်ရှိအချိန်အားဆွေးနွေးညှိနှိုင်းဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းပိုးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO NCAS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာကဆီယန်နိုင်တဲ့ထဏာကိုပြောပါရတယ်။ PNL ကညနိုင်ဖို့လိုလာလိမ့်မယ်လို့ထင်ပါတယ်။အဲဆက်တိုက်မလားညမလားပဲ။အဲဒီလိုညနိုင်ဖို့အတွက်သူတို့ဖိတ်ခေါ်လာလိမ့်မယ်နဲ့တူပါလား။ဘာကြောင့်လဲဆိုတော့ဖြေုပ်ကြောင်းဝင်ပြီးတော့ညနိုင်စကားပြောဖို့လိုလာမယ်ဆိုတဲ့သဘောနဲ့ရှိပါတယ်။ပထမလာရှိုးသဘောတူချက်ခုနှစ်ချက်မှာဟိုကတစ်ချက်ပါလား။ဒီတစ်ချက်က PNL နဲ့ပတ်သက်လို့ UWSP နဲ့ USA ကတောင်းဝန်ယူရမယ်၊ကြိုက်တွေ့ရမယ်ဆိုတာပါတော့ဒီ UWSA ကနေတစ်ဆင့်ဒီဒီ 那恁奶母的吃饱了奶奶都一餐吧？啊，有的不二些个，第二来哩，我亲戚奶母亲戚母到我家来都叫到恁家啦，还是到恁家嘛？第二奶奶啊，老娃个女的生我个。 我那么的推广的是什么？什么什么多了？在买的路了啊，这些物，这些价位了，完了路了，好多那生意看不到了。但是那生意呢，比如说你们那么那个，那那里都都生产不成本啥的，那都完了，大家在玻璃制品那都无需吧。现在这样如如今了，那个也可以不。如今了，毕业了，可不，我做工业的罢了，没有工业那么做。 前兩呢，我個屋企啊裝咗紫外噶喺度錄表嚟話。 တရုတ်အနေနဲ့လက်နက်ကင်ပြည်ပခါတွေချုပ်ငိမ့်စေဖို့တဖက်မှကြိုးစားနေပြီးတဖက်မှလည်းလက်နက်ကင်တွေရဲ့နိုင်ငံရေးအခွင့်အရေးတွေရရှိစေဖို့ညှိနှိုင်းပေးခြင်းစတဲ့အချက်အလက်ချက်နဲ့တွားနေတယ်လို့စီအီနဲ့နိုင်ငံရေးကက်ခက်တွေကထောက်ပြကြပါတယ်တရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပြီးမှုကြောင့်ကိုကန်တပ်ဖွဲ့ MND ဟာ2024ခုနှစ်ဩဂတ်စ်3ရက်ကတင်ပိုက်ထားတဲ့လာရှိုးမျိုးကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသူကတော့ကိုကန်အထူးဒေသတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်အဲဒါကြောင့် TNL အနေနဲ့နိုင်ငံရေးအခွင့်အရေးလိုချင်ရင်အခုချိန်ဟာဆွေးနွေးညှိနှိုင်းတင်ကြောင်းထောက်ပြမှုတွေရှိနေပါတယ်မြန်မာတပ်မတော်နဲ့ TNL တို့2025ခုနှစ်ဇန်နဝါရီတတိယ ာဘက်ကတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးမယ်သဘောတူညီချက်မရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။အဲဒီနောက်ပြန်လည်တွေ့ဆုံမယ်လို့နှစ်ဖက်သဘောတူညီခဲ့ပြီးမယ်ဒီနေ့အချိန်ထိမတွေ့နိုင်သေးပဲဖြစ်နေပါတယ်။ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲပုံပွင့်လဲလဲညှိနှိုင်းရင်အခြေအနေစုံတစ်ခုကိုမြင်ရမယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခဥထအောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။ ကောင်းတာကတော့ဒီကျွန်တော်တို့လက်ရှိလက်နက်ကင်တိုက်ပွဲတိုက်တယ်ဆိုရဲအနေထားဘယ်လောက်လောက်ပြီးရင်ဘာတွက်လောက်တာလဲပေါ့နော်လုံလုံကြီးဒါငါတို့ရဲ့လက်မြောက်နိုင်နေချက်မှာငါတို့ရဲ့ပလောင်နိုင်ငံတော်ကြီးတီးတန့်ထူထောင်လိုက်တယ်ဆိုရဲဟာမျိုးကိုကိုတွားချင်တာလားအဲ့ဒီတွားမယ်ဆိုရင်တော့ချဖို့ဒါကတော့ကျွန်တော်လည်းဟိုကမှပြောလို့မရတာပေါ့နော်တိုးပေမဲ့ကိုယ်ပိုင်အုတ်ချုပ်ခွင့်ဆိုရဲအနေထားကိုတွားချင်တယ်ဘယ်လောက်ထိကိုယ့်ရဲ့အုတ်ချုပ်ပိုင်ခွင့်ကိုဘယ်လောက်ထိလိုချင်တယ်ဆိုတာမျိုးညှိနှိုင်းချင်တဲ့အတွက်ကြောင့်မလို့ဒီပြည်နီလောင်းကိုကင်ဆယ်ပြီးတော့မှကိုယ့်ရဲ့စကားပြောဆိုနိုင်တဲ့ level ကိုမြင့်တာပေါ့ ညှိလို့နိုင်လို့ဖြစ်တဲ့မီးဆိုတဲ့အနေအထားမျိုးပေါ့ငါတို့ပဲနေတဲ့အထိကိုဘလို့အုပ်ချုပ်ခွင့်မျိုးငါတို့လိုချင်တယ်ဆိုတဲ့ဟာမျိုးပြောဆိုတဲ့နော်ညှိတာတော့ဘလို့ပုံစံနဲ့ညှိမှလဲပေါ့ဒီဟာမှမဟုတ်ဘူးဟိုဟာမှမဟုတ်ဘူးဆိုတဲ့တုန်တမတ်ချက်တွေမရှိဘဲနဲ့ညှိကြမယ်ဘလို့ဘလို့ညှိမယ်ငါတို့ကတော့ဘလို့ချင်တယ်သူတို့ကတော့ဘာဖြစ်ချင်တယ်ဆိုတဲ့ဟာမျိုးပုံမှန်လဲညှိကြရင်တော့သုံးတစ်ခုတော့မြင်ရမှာ လက်ရှိမှာ TNL ကရှမ်းပြည်နယ်အမြောက်ပိုင်းမှာနမ်ခမ်းနမ်ဆန်မန်တုံနမ်တူမိုင်းငေါကြောင်မဲနောင်ချိုးကုတ်ခိုင်တီဘောနဲ့မန္တလေးတိုင်းဒေသကြီးအတွင်ကမိုးကုံမိုးမိန်မပိန်းတို့ကိုထိန်းချုပ်ထားပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးတင့်သူ6သိန်းကျော်ရှိတယ်ဆိုတဲ့သတင်းပြည်စုံကိုလည်းတင်ဆက်ပေးလိုက်ပါတယ် မြန်မာနိုင်ငံမန္တလေးမြို့နီးစကိုင်းမြို့ကိုဗဟိုဘူကပြင်ယာ9.8အဆင့်ရှိငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်နေမလ28ရက်ကစတင်လုပ်ခိုက်ခဲ့တာကြောင့်အိမ်နောက်စု38965စုလူဦးရေ63926ဦးငလင်ပေးတင်ခဲ့တယ်လို့အမျိုးသားတဘာဝဘေးရည်ရန်ဆိုင်ရာကော်မတီဥက္ကဋ္ဌဒုတိယပူချုပ်မှုကြီးစိုးဝင်းကပြောကြားခဲ့ပါတယ်2025ခုနှစ် AP 25ရက်ကကျင်းပတဲ့အမျိုးသားတဘာဝဘေးရည်ရန်ဆိုင်ရာကော်မတီအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ် မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလင်ကြောင့်နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးပြည်နယ်၁၀ခုမှာထိခိုက်ပျက်စီးခဲ့ရပြီး အိမ်နောက်စု3,8965စုလူဦးရေ6,3906ဦးငလင်ပေးကြုံတွေ့ခဲ့ကြရတယ်လို့နတ်ဆက်ကတူအုပ်ခရဒုတိယပူဇော်မှုကြီးဆိုဝင်ကပြောပါတယ်။ကယ်ဆယ်ရေးစကန်၁၃၅ခုကိုပြောင်းရွှေ့နေထိုင်သူ4,8656ဦးရှိပြီးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ3,9239ဦးရှိကြောင်းငလင်ပေးတင်ခဲ့ပြီးမယ်မိမိတို့ရဲ့နေအိမ်တွေမှာနေထိုင်လို့ရတဲ့အတွက်ဆက်လက်နေထိုင်သူ4,2311ဦးရှိကြောင်း DMC ရဲ့ AP 23ရဲ့စီရင်ရသိရပါတယ်။အဲ့ဒီလိုပဲနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသက ြီးနဲ့ပြည်နယ်ဆယ်ကူမှာ AP24 ရက်ကကနအူးစီးရင်တွေအရာလူနေရင်6354လုံးစာတင်ကြောင်း6952ကျောင်းဖုန်ကြီးကျောင်းနဲ့တီလရှင်ကျောင်း9484ကျောင်းဇီဒီပထိုး9342စုအခြားဘာသာရေးအစအဦး613လုံးစေယုံစေကန်956လုံးယထာလန်56ခုလမ်း982ခုအမြန်လမ်းပိုင်း198ခုစေတမန်986ခုတရား182စင်ထရန့်စဖော်မာ353လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ် ဲ့ဒီပျက်စီးဆုံးရှုံးမှုတွေကိုကာလာတိုကာလာလက် ကာလာရှိခွဲကြပြီးအစင်းလိုက် PCA စီမံဆောင်ရွက်သွားကြဖို့နတ်ဆက်ကတို့ကဒုတိယပူဇော်မှုကြီးစိုးဝင်းကပြောပါတယ်နိုင်ငံတကာမှာကာလာတိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို6လမှ12လအထိကာလာလက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုတစ်နှစ်မှနှစ်နှစ်အထိကာလာရှိပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုနှစ်နှစ်မှ9နှစ်အထိလိုအပ်ရင်10နှစ်အထိဆက်သပြေဆောင်ရွက်လေးရှိကြတဲ့အတွက်မိမိတို့နိုင်ငံရဲ့အရင်းအမြစ်ပေါ်မှာမူတည်ပြီးကဏ္ဍခွဲခြားဆောင်ရွက်သွားမယ်ဆိုရင် အမြန်ဆုံးပြည်မြောက်အောင်မြင်တဲ့ပြည်လဲထူထောင်ရေးနဲ့ပြည်လဲတည်ဆောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မယ်လို့သူကပြောပါတယ်။ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာအဓိကလိုအပ်ချက်မှာပြည်လက်မီနဲ့ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်ရာအင်ဆောက်ပစ္စည်းတွေကိုဈေးနှုန်းမြင့်တင်ရောင်းချလျက်ရှိတဲ့အတွက်ပြည်သူတွေမှာအခက်အခဲဖြစ်နေကြပါတယ်။မြန်မာနိုင်ငံမှာပြည်လက်မီစက်ရုံကိုယုံမှာငလင်မလုံးမီကတရက်ကို3900တန်း6300တောင်8ထုတ်လုပ်ခဲ့ပေမယ့်ငလင်လုံးပြီးနောက်ပိုင်းစက်ရုံ6ရုံမှာပြည်လက်မီ18100တန်း3300တောင်8ထုတ်လုပ်ပြီးလျက်ရှိကြောင်း မေလ15ရက်မှာပြည်လက်မီ2100တန်၄ဒိန်၄2008ထွက်ရှိနိုင်ရေးထပ်မံတိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်းစက်မှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးကအစည်းအဝေးမှာပြောကြားခဲ့ပါတယ်အဒီပြင်းစက်တင်ဘာလမှာပြည်လက်မြေ3200တန်6သိန်း4200အိအထိထွက်ရှိအောင်ထမှန်တိုးမြင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်လက်မြေတအိဈေးနှုန်းကိုလည်းတအိကို18000ကျပ်ဖြင့်ဘေးဒင်းအဆောက်အုံတွေကိုရောင်းချပေးဖို့တက်ဆိုင်ရာစက်ရုံတွေကိုဈေးနှုန်းတတ်မှတ်ပေးထားကြောင်းသူကပြောပါရယ်အဒီနောက်နာဆကဥက္ကဋ္ဌကငလင်းဘေးဒင်းစကိုင်းတိုင်းဒေသကြီးပြည်နယ်ထူထောင်ရေးအတွက် ငွေကျပ်90ဘီလီယံမန္တလေးတိုင်းဒေသကြီးအတွက်ငွေကျပ်60ဘီလီယံနေပြည်တော်ကောင်စီနယ်မြေအတွက်ငွေကျပ်10ဘီလီယံရှမ်းပြည်နယ်အတွက်ငွေကျပ်9ဘီလီယံစသဖြင့်ထောက်ပံ့ပေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမတ်လ28ရက်နောက်ပိုင်း AP 23ရက်အထိငလင်လုတ်ခတ်မှုအနေနဲ့155ကြိမ်ရှိခဲ့ကြောင်းနောက်ဆက်တွဲငလင်ငယ်လုတ်ခတ်မှုတွေမှာပြည်မြ Register Scale 4နဲ့အောက်အများစုဖြစ်ပြီး Register Scale 5ဝန်းကျင်တစ်ကြိမ်ခန့်သာရှိခဲ့ကြောင်း AP 23ရက်နောက်ပိုင်းမှာနောက်ဆက်တွဲငလင်လုတ်ခတ်မှုမရှိသေးကြောင်းသိရပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံဟာအစမ်းဖတ်အဖွဲ့တွေကိုနှစ်ပေါင်း30ကြာထောက်ပံ့လာခဲ့တယ်လို့ဝန်ခံပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာမူဟာမက်အစစ်ကပါကစ္စတန်နိုင်ငံဟာအကြမ်းဖက်အဖွဲ့တွေကိုနှစ်ပေါင်း30ကြာထောက်ပံ့လာခဲ့ကြောင်းဝန်ခံပြောကြားခဲ့တယ်လို့ Economic Times သတင်းကဖော်ပြခဲ့ပါတယ်။ပြည်ထောင်သတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပါကစ္စတန်အစိုးရဟာအကြမ်းဖက်အဖွဲ့တွေကိုရန်ပုံငွေတွေနဲ့ကြောထောက်နှောက်ခံပေးနေတဲ့တမိုင်းကြောင်းနဲ့ပတ်သက်ပြီးမေးမြန်းရမှာအစစ်ကပါကစ္စတန်ဟာအနောက်အုပ်စုကိုစားညဉ့်ညံ့တဲ့အလုပ်တွေမှာပါဝင်ပတ်သက်နေကြောင်းဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီလိုလှုံ့ဆော်ခဲ့တာဟာအမှားတစ်ခုဖြစ်ပြီးပါကစ္စတန်ဟာသူ့ရဲ့လုပ်ရက်တွေအတွက်တန်ကြီးကြီးမားမားပြစ်ဆက်နေရကြောင်းလည်းပြောပြခဲ့ပါတယ်။ ဗီယက်အာဖဂန်စစ်ပွဲနဲ့9/11တိုက်ခတ်မှုပြီးတဲ့နောက်အမေရိကန်ဥဆောင်တဲ့တာလီဗန်နှိမ်နင်းတဲ့စစ်ပွဲတွေအတွင်သူတို့ကအနောက်အုပ်စုကိုထောက်ပံ့ခဲ့ခြင်းမရှိရင်ပါကစ္စတန်ရဲ့ပုံရိပ်ဟာကမ္ဘာအလယ်မှာပုံမကောင်းမွန်နေလိမ့်မှာဖြစ်ကြောင်းလည်း ASIF ကပြောကြားခဲ့ပါတယ်။ပါဟေဂျန်၊ဂျမူနဲ့ကက်ရှမီးယားတို့မှာလက်တလော့အကြမ်းဖက်တိုက်ခတ်မှုတွေဖြစ်ပွားပြီးနောက်အဲ့ဒီလိုဝန်ခံခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဒေသတွင်းမတည်ငြိမ်မှုတွေမှာပါကစ္စတန်ရဲ့အတိတ်ကာလကပါဝင်ပတ်သက်ခဲ့မှုအပေါ်စိုးရိမ်မှုတွေမြင့်တက်လျက်ရှိပါတယ်။ ASIF ကအိန္ဒိယနဲ့အလုံးစုံစစ်ပွဲတရဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီး Radar Hawk နဲ့အင်တာဗျူးမှာအဲ့ဒီလိုဖြေကြားခဲ့တာပါ။ ကရှမီးယားပြည်နယ်ပါဟန်ကဲမှာလူ26ဦးကိုတေဆုံးခဲ့တယ်။အကြမ်းဖက်တိုက်ခတ်မှုဖြစ်ပွားပြီးနောက်အိန္ဒိယဗဟိုအစိုးရကအတာရီရှိနေဇက်ခိတ်ကိုပိတ်ထားခြင်းပါကစ္စတန်နိုင်ငံသားတွေအတွက် SAERC ဗီဇာကွင်းလွှတ်ခွင့်အစီအစဉ် SVES တို့ကိုဆိုင်ငံ့ခြင်းနှစ်ဖက်စလုံးမှတန်ယုံဝင်တဲ့အရေးအတွက်ရှင်းချခြင်းလို့တန်နမန်ဆိုင်ရာစီမံချက်အများပြားကိုချမှတ်ခဲ့ပါတယ်။အဲ့ဒီပြင်အိန္ဒိယဟာပါဟေကန်တိုက်ခတ်မှုအပြီးမှာ1960ပြည့်နှစ်ကလက်မှတ်ရေးထိုးခဲ့တဲ့အင်ဒူမြစ်ရေစာချုပ်ကိုလည်းရပ်ဆိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားကဖြတ်သိမ်းမှုအသစ်တစ်စင်းကိုထုတ်ပြခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကနျူကလ িয়ার ပက်ထိန်စနစ်တပ်ဒုံးကျည်ရဲ့တပ်ဆင်နိုင်ပွဲရှိတယ်။ဖြတ်တင်မောအစ်တစ်စင်းကိုထုတ်ဖော်ပြသခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗါး။အဲ့ဒီဖြတ်တင်မောဟာမြောက်ကိုရီးယားစစ်တပ်ရဲ့စစ်စင်ရေးအတိုက်အတာနဲ့လက်ဦးမှုရယူထားတဲ့တိုက်စစ်စွမ်းဆောင်ရည်တွေကိုတိုးချဲ့လို့တဲ့သူ့ရဲ့ရည်မှန်းချက်အပေါ်တိတာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်တယ်လို့ကင်ကပြောပါဗါး။ကင်ကမြောက်ကိုရီးယားရဲ့လက်နက်တီးဆောင်မှုဆက်လက်လှုပ်ဆောင်နေတာဟာဒေတာတွင်းရှိအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကချင်းချောက်မှုတွေကိုတုံ့ပြန်မှုဖြစ်တယ်လို့ပြောကြခဲ့ပါဗါး။ ကင်မဟာပထဝီနိုင်ငံရဲ့အကြက်တဲကိုပြပြတသားတုတ်ပြန်သွားမယ်လို့ကတိပြုခဲ့ကြောင်းနိုင်ငံပိုင် KCN သတင်းမှာဖော်ပြထားပါတယ်။ချိုဟိုင်ယန်လို့အမည်ပေးထားတဲ့မြောက်ကိုရီးယားရဲ့စစ်သည်မော်အသည်ဟာတန်ချိန်9000အလေးချိန်ရှိတဲ့ဖြတ်သည်မော်အမျိုးအစားဖြစ်ပြီးတနစ်ကြော်ကြာအချိန်ယူကာတိစောက်ခဲ့တာဖြစ်တယ်လို့ KCN သတင်းကဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြတ်သည်မော်မှာအင်အားအပြင်းဆုံးလက်နက်တွေတပ်ဆင်နိုင်ကြောင်းအာနာယအလုသမားပါတီရဲ့အတွင်ရမူချိုချန်ယောင်ကပြောကြားခဲ့ပါတယ်။အဲ့ဒီတင်မော်ရဲ့အရွယ်အစားအရာတင်မော်ပေါ်မှာမြေပြင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေတင်မော်ပေါ်မှာဝေဟင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေကိုတည်ဆောင်နိုင်ကြောင်းကျွမ်းကျင်သူတွေကယူ ဆထားပါတယ်။နျူကလ িয়ার စွမ်းအင်သုံးရင်းကုန်တင်မော်ဟာသူ့ရဲ့ရေတပ်အင်အားကိုပုံမအားကောင်းစေတယ်။နောက်ထပ်ခြေလှမ်းကြီးတရက်ဖြစ်လာလိမ့်မယ်လို့ကင်ကထပ်မံပြောကြားခဲ့ပါတယ်။တချို့ကြွညင်သူတွေကတော့လှုပ်ဝက်ပြီးဖွံ့ဖြိုးမှုအားနည်းတဲ့မြောက်ကိုရီးယားနိုင်ငံဟာပြည်ပနိုင်ငံရဲ့အကူအညီမပါဘဲအဲ့ဒီလိုအစ်မင့်နီးပြူဟာမြောက်စွမ်းရည်တွေကိုတီထွင်ထုတ်လုပ်နိုင်မှုအပေါ်မေးခွန်းထုတ်နေကြပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာရုရှားဘက်ကအကူအညီပေးနေပြီးသူ့ရဲ့စီးရေးစွမ်းဆောင်ရည်ကိုလည်းဆက်လက်မြင့်တင်နေတာကြောင့်ဒေတာတွင်တင်းမာမှုတွေပုံမှန်မြင့်တက်လျက်ရှိပါတယ်။ ခရိုင်းမီးယားကျွန်းကိုမစွန့်ဘူးလို့ယူကရိန်းဘက်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားရဲ့အချုပ်ချာအာဏာပိုင်အဖြစ်အသိမှတ်ပြုရေးအပါအဝင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုရရဲ့ညဉ့်ညံ့ရေးအဆိုပြုချက်အပေါ်ယူကရိန်းအရာရှိတွေကအံ့ဩတုန်လှုပ်ခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။အဲ့ဒီအဆိုပြုချက်ဟာခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားကိုတရားဝင်အညှက်ခံပေးရရမှာဖြစ်တာကြောင့်လက်မခံနိုင်ကြောင်းယူကရိန်းအရာရှိတွေကပြောကြားခဲ့ပါတယ်။2014ခုနှစ်ကခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားကတရားမဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တာကြောင်းအဲ့ဒီကျွန်းဆွယ်ကိုပိုင်ဆိုင်မှုအငြင်းပွားနေတာဟာနိုင်ငံရေးအရာအလွန်ရှုပ်ထွေးကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ခရိုင်းမီးယားအရေးနဲ့ပတ်သက်ပြီးယူကရိန်းရဲ့ဖွဲ့စည်းပုံ ခြေခံဥပဒေကိုပြောင်းလဲဖို့လိုအပ်မှာဖြစ်ပြီးနိုင်ငံတော်ဝန်ဆန္ဒခံယူပွဲပြုလုပ်ရမည်ဖြစ်ကာယူကရိန်းလွှတ်တော်အမတ်တွေနဲ့ပြည်သူလူထုကခရိုင်းမီးယားကျွန်းဆက်ကိုဆွံ့လွှတ်ရမယ်အဆိုပြုချက်ကိုပြတ်သားစွာဆန့်ကျင်ခဲ့ကြပါတယ်။ဒါကအတိတ်ပဲမရှိပါဘူး။ကျွန်တော်တို့ကခရိုင်းမီးယားကိုရုရှားရဲ့အစိပ်ပိုင်းဖြစ်ဘယ်တော့မှအတိမတ်ပြုမှာမဟုတ်ပါဘူးလို့ယူကရိန်းသမ္မတဇာလန်စကီရဲ့ပါတီကလွှတ်တော်အမတ်တူဖြစ်တဲ့အိုလက်ဇန်ဒားမီရက်စ်ခိုကပြောကြားခဲ့ပါတယ်။ခရိုင်းမီးယားဒေသကိုတရားဝင်လွှဲပြောင်းပေးရမှုဟာအနာဂတ်မှာခရိုင်းမီးယားဒေသကိုပြန်လည်ရယူနိုင်မယ်။ယူကရိန်းရဲ့မျိုးလင့်ချက်တွေကိုလွင်ပါပြတ်ပြယ်စေနိုင်မှာဖြစ်ပါတယ်။စီးရီးအရာပြန်လည်တင်ယူဖို့ နီးလည်းမရှိတာကြောင့်စစ်ပေးငင်းကြီးသဘောတူညီချက်ပြုလုပ်ချိန်မှာခရိုင်းမီးယားဒေသဟာရုရှားထံပတ်သွားနိုင်မယ့်အချက်ကိုယူကရိန်းပြည်သူလူထုကကောင်းစွာနားလည်ထားပါတယ်ယူကရိန်းနိုင်ငံတောင်ပိုင်းပင်လယ်နက်မှာတရှိတဲ့ခရိုင်းမီးယားကျွန်းဆွယ်ဟာမဟာဗျူဟာကျတဲ့ကျွန်းဆွယ်တစ်ခုဖြစ်ပြီး2014ခုနှစ်ကရုရှားကထိန်းချုပ်ခဲ့ပါတယ်အဲ့ဒီနောက်ယူကရိန်းနိုင်ငံတဝမ်းမှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့နောက်အဲ့ဒီအချိန်ကရုရှားလိုလာတဲ့ယူကရိန်းသမ္မတဖီတာယာနူကိုဗစ်ချ်ရဲ့အစိုးရဖွဲ့ဟာဖျောက်ချခံခဲ့ရပါတယ် CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။လီဗာပူးအသင်းဟာချန်ပီယံဖြစ်ဖို့အမှန်တကယ်ထိုက်တန်တယ်လို့ဘန်ဒိုက်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ လီဗာပူးအသင်းကစပါတင်ကို၅ဂိုးတကူနဲ့အနိုင်ရပြီးဒီအတီပရီးမီယားလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့နောက်အသင်းကောင်းဆောင်ဗန်ဒိုက်ကသူတို့ဟာပရီးမီယားလိဂ်ချန်ပီယံဖြစ်ဖို့အမှန်တကယ်ထိုက်တန်တယ်လို့ပြောခဲ့တာပါဗန်ဒိုက်ကဒါကထူးခြားပြီးကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကအံ့ဩစရာကောင်းပါတယ်ပွဲမတိုင်မီတစ်ပတ်လုံးအတွင်းမှာစိတ်ခံစားမှုတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ကအလုပ်ကိုပြင်းပြအောင် လုပ်နိုင်ခဲ့ပြီးအင်္ဂလန်ချန်ပီယံဖြစ်ဖို့အမှန်တကယ်ထိုက်တန်ပါတယ် ကဘာပေါ်မှာအလှပဆုံးအတင်အတွက်ကျွန်တော်ကတော့ဒီအားတွေအားလုံးနဲ့ထိုက်တယ်နေလို့ထင်ကြောင်း Sky Sport ကိုပြောခဲ့တာပါ Liverpool တင်ရ Sporting ကိုဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့်ဒီအားဒီ Premier League ပွဲစဉ်တွေကစားဖို့လေးဘက်သာကြံရှိတော့ချိန်မှာအမပေးစရာအဆင့်နဲ့နေရာက Arsenal အတင်ကိုရမှတ်15မှတ်ဖျက်ထားနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့် Liverpool အတင်အားထိတ်တန့်သည့်အမပီဖလာကိုအကြိမ်20မြောက်ရယူနိုင်ခဲ့ပြီး United အတင်နဲ့အရေးအတွက်ချင်းတူညီသွားခဲ့တာပါ Liverpool အတင်အား Premier League ဖလာကို2ပေါင်း30ကျားမှပထမဆုံးအကြိမ်ရယူနိုင်ခဲ့တယ်2020ခုနှစ်က COVID ကာယရောဂါဖြစ်ပွားနေခြင်းဖြစ်လို့ ကွင်းအတွင်းမှာပြိတက်တွေမပါဘဲအောင်ပွဲခံမှုပြုလုပ်ခဲ့ရပါတယ်အခုအချိန်မှာတော့ Liverpool အသင်းဟာပြိတက်တီရဲ့အရှိမအကြီးကျယ်အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ကြတာပါ Liverpool အသင်းကိုပထမဆုံးကင်တွေ့တဲ့ရာသီမှာ Premier League ဖလားရယူပေးနိုင်ခဲ့တယ်။နီးပြအနီစလော့ဟာနီးပြဟောင်းကလော့ပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ကွင်းအတွင်းမှာအောင်ပွဲခံခြင်းသူ့ရဲ့နာမည်ကိုတည်ဆုံမှုပြုလုပ်ခဲ့ပါတယ်။ အဒီပီအန်နီစလော့ကပရီးမီယာလိဂ်ဆူပလာအတွက်အသင်းနဲ့ပတ်သက်တဲ့သူတွေအားလုံးကိုဂုဏ်ပြုခဲ့ပြီး35နှစ်အတွင်းဒုတိယမြောက်ဆူပလာဆိုတာကိုမိထားကငါးနှစ်အတွင်းဒုတိယမြောက်ဖလားဖြစ်တယ်လို့ပြောခဲ့တာပါလီဗာပူးအသင်းအားလာမယ့်ပရီးမီယာလိဂ်ပွဲစဉ်ဖြစ်မေလ၄ရက်မှာချက်စီအသင်းအင်ဝင်သွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ် CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြေရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါလိမ့်ရှင်။ Thank you.